မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတဝမ်းကတိုက်ပွဲတွေမှာစစ်ကောင်စီကတရုတ်နိုင်ငံလုတ် drone တွေကိုရာချီပြီးဝယ်ယူအသုံးပြုနေတယ်လို့ရခိုင်စစ်မြေမြန်မာပါတရုတ်လုတ် drone 300ဝန်းကျင်လောက်ကိုစစ်တပ်ကအသုံးပြုနေတယ်ဆိုပါတယ်မြန်မာနိုင်ငံမှာဆရာနာဒိမ်မူကြောင့်နိုင်ငံအတွင်းလူဦးရေထောက်ဝက်နှိပါးဟာစင်းရဲမွဲတေလာပြီး လူလက်တန်းစားတွေတဖြည်းဖြည်းပြောက်ွယ်လာပြီလို့ကုလအစည်းအဝေးမှာတန်မကြီးဥကျော်မုတ်ထွန်းကတင်ပြပြောဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံတဝန်းကတိုက်ပွဲတွေမှာစစ်ကောင်စီကတရုတ်နိုင်ငံလုဒရုန်းတွေကိုရာချီပြီးဝယ်ယူအသုံးပြုနေတယ်လို့ရခိုင်စစ်မြေမြန်မာဘာတရုတ်လုဒရုန်း300ဝန်းကျင်လောက်ကိုစစ်တပ်ကအသုံးပြုနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် အကျန်းဖတ်စစ်ကောင်စီကလက်တလောရခိုင်စစ်မျက်နှာမှာတရုတ်နိုင်ငံလုံး drone 300ကိုပေးပို့ထားပြီးအဲ့ဒီ drone တွေနဲ့ဘုံကျက်ပစ်ခတ်တိုက်ခိုက်ဓာတ်တွေကိုလုပ်နေတယ်ဆိုပါတယ်အခုနောက်ပိုင်းစစ်ကောင်စီကတရုတ်လုံး drone တွေကိုမာယူတင်သွင်းပြီးတော့ drone ဘုံတက်စင်အသုံးပြုနေတာဖြစ်တယ်အဲ့ဒီ drone တွေမှာစစ်ဘက်သုံး drone တွေလည်းပါဝင်ပြီးတခြားဘက်ဆောင်သုံး drone တွေကိုလည်းပြန်လဲပြုတ်ပြင်ပြီးတော့အပုံးပြုနေတယ်ဆိုပါတယ်ဒါပြင် စစ်ကောင်စီလက်အောက်ခံကာကွယ်ရေးပစ္စည်းစိတ်ယုံကနေလဲဒရုန်းနဲ့ကျဲချအပုံးပြုမဲ့ဘုံတိတွေကိုစံတတာတွေထုတ်လုတာတွေကို တောက်လျှောက်လှုပ်လာနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့မုံရွာမန္တလေးလမ်းမှာကျင်းနီတင်လာတဲ့ရင်တွေနောက်ကနေပါလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရင်တန်းကိုဒေါ်လာရေးတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သားဆက်နဲ့ဥသွေသွားပြီးတဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေက ဒီကနေ့မှလည်းအတန်ချက်ဆက်နဲ့လာပြီးစိန်ခေါ်နေတယ်လို့မုံရွာခိုင်တရင်နှစ် NRPF တပ်ဖွဲ့ရဲ့တက်ခွဲမှုကိုဝေလင်းကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်မေလ16ရက်နေ့ဖြစ်တယ်မနေ့ကပဲမုံရွာမန္တလေးလမ်းမှာကျင်းနေတင်လာတဲ့ရင်တွင်နောက်ကနေပါလာတဲ့အကြက်ဖက်စစ်ကောင်စီရဲ့စစ်ရင်နံကိုဒေါ်လန်ရေးတက်တွေကကြားပြတ်တိုက်ခတ်ရမှာအနည်းကအပြန်လန်ပြစ်ခတ်မှုတွေပါဖြစ်ပြီးအငိုက်မိသွားတဲ့စစ်ကောင်စီတပ်သားတွေတဲကစစ်နံဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးတွေကုန်ကြတယ်ဆိုပါတယ် အဲ့ဒီမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေနဲ့အထိနာသွားပြီးတဲ့နောက်ဒီကနေ့မှာပဲအဲ့ဒီပြစ်ခတ်မှုဖြစ်တဲ့နေရာမှာစစ်ကောင်စီတပ်သားတွေဟာအင်အားအလုံးရင်ခေါ်လာပြီးအတန်ချဲ့ဆက်နဲ့ပါတော်လိုင်းရဲတပ်တွေကိုစိန်ခေါ်နေပြန်တယ်လို့မုံရွာခိုင်တရင်နှစ် NRPF တပ်ဖွဲ့ရဲ့တပ်ခွဲမှုကိုဝေလင့်ကပြောထားပါတယ်ခင်ဗျတဖက်မှာလေ စကိုင်းတိုင်းအရာတော်မြို့နယ်ကအမှတ်30စစ်အခြေခံလေ့ကျင့်ရေးကြောင်းကိုအကြံဖက်စစ်တပ်ကစစ်မှုထမ်းဖို့ပို့ဆောင်ခံရသူ၄ဦးကို PDF တပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။လက်ရှိအကြံဖက်စစ်တပ်ကစစ်မှုထမ်းအပစင်နှစ်အတွက်ခေါ်ယူထားတဲ့လူတွေတက်က၄ဦးကိုအရာတော်မြို့နယ်အတွင်းမှာပဲ PDF တပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့လူ၄ဦးကိုဒေါ်လာရေးတပ်တွေကစစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေပြီး အသေးစိတ်ချက်လက်တွေကိုတော့ထပ်မံထုတ်ပြန်ပေးတော့မှာဖြစ်တယ်လို့ဒေတာကန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာလေစကိုင်းမျိုးကအေးမြဝဒီရက်ကွက်အုပ်ချုပ်ရေးမှုအသစ်ပြုစောတိမောင်မောင်နဲ့ဇနီးပြစ်ခတ်ခံရပြီဇနီးဖြစ်သူသေးသွားတယ်လို့အုပ်ချုပ်ရေးမှုမောင်မောင်ကအပြင်းအထန်ဒဏ်ရာရသွားပြီသူစီကလက်နက်ခဲယမ်းကိုပါသိမ်းစီရရှိခဲ့တယ်လို့တော်လိုင်းရင်ရင်မြစ်ကရန်ကုန်ခစ်တက်ကိုပြောပါတယ်မေလာ16ရက်နေ့ဖြစ်တယ်မနေ့ကညာပိုင်းမှာပဲ စကိုင်းမြို့အင်းမြဝတီရက်ကွက်အုပ်ချုပ်ရေးမှုအသစ်ပြစောတိမောင်မောင်ရဲ့နေအိမ်ကို PDF တပ်ဖွဲ့တွေရောက်လာတဲ့အချိန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီနောက်အုပ်ချုပ်ရေးမှုအသစ်ပြစောတိမောင်မောင်ရဲ့ဇနီးဖြစ်သူကပြစ်ခတ်မှုတွေအတွင်မှာပဲပွဲချင်းပြီးကိုပြေသွားတဲ့အပြင်အုပ်ချုပ်ရေးမှုမောင်မောင်ကတော့ဒဏ်ရာအပြင်းအထန်ရသွားပြီးအသက်အန္တရာယ်ဆိုရင်ရတယ်လို့သူစီကနေတနက်တလက်နဲ့ခရရန်အချုပ်ကိုပါတင်းစီရရှိခဲ့တယ်လို့တော်လိုင်းရေးသတင်းရှင်းမိကပြောထားပါတယ်ခင်ဗျ။ ဒီတခါမကွေးတိုင်းဘက်မှာတော့ကံကောင်းမျိုးနဲ့ကရွှေဘုံနဲ့ရေတာရွာကိုမြောက်ခင်ရန်ပြူစောထီတွေဝင်ရောက်လာပြီးအဖိုးအိုတူးနဲ့ကလေးငယ်တူးကိုမိရှို့တက်ဖြတ်သွားတယ်လို့ရောလင်းနဲ့ရဲ့ကိုပါကောင်းကရန်ကုန်ခစ်တက်ကိုပြောပါတယ်မေလာ16ရက်နေ့ဖြစ်တယ်မနေ့ကပဲကံကောင်းမျိုးနဲ့မြောက်ခင်ရန်ခြေရွာကပြူစောထီတွေဟာရေတာနဲ့ရွှေဘုံခြေရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးလူနေအိမ်တွေကိုမိရှို့ဖျက်ဆီးသွားရုံနဲ့မကအသက်80ရွယ်အဖိုးအိုတူးနဲ့ ကိုနှစ်အရွယ်ကလေးငယ်တဦးကိုပါမိရှို့တက်ဖြတ်သွားတယ်ဆိုပါတယ်လက်ရှိမှာတော့ရေတာရွာကလူနေအိမ်14လုံးနဲ့ရွှေဘိုရွာကဖုန်ကြီးကြောင့်ပါဝင်လူနေအိမ်300ကျော်ဟာမိလောင်ပျက်စီးသွားပြီလို့ရော့လင်းတန်းရဲ့ကိုပါကောင်းကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာဆန္ဒဒိမှုကြောင့်နိုင်ငံရဲ့လူဦးရေထက်ဝက်နှိပါဟာစင်းရဲမွက်တေလာပြီလူလက်တန်းစားတွေတဖြည်းဖြည်းပျောက်ကွယ်လာပြီလို့ကုလအစည်းအဝေးမှာတမ်မကြီးဥကျော်မုတ်တုံးကတင်ပြပြောဆိုလိုက်ပါတယ် မေလ16ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှကျင်းပပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂစီးပွားရေးနဲ့လူမှုရေးကောင်စီဆွေးနွေးပွဲမှာတန်မကြီးဦးကျော်မိုးထွန်းကပြောလိုက်တာပါလက်ရှိမြန်မာနိုင်ငံရဲ့လူဦးရေထက်ဝက်နီးပါးဟာဆန္ဒသိမ်းမှုကြောင့်စင်ရဲမွဲတင်မှုတတ်မှတ်မြင်းရဲ့အောက်ကိုကြရောက်သွားပြီးအလေလက်ရှိရဲ့လူလက်တန်းစားဟာတဖြည်းဖြည်းပျောက်ကွယ်လာနေပြီဖြစ်တဲ့အပြင်ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာလည်းမြန်မာနိုင်ငံရဲ့ဗန္ဒာရေးပြုပြင်ပြောင်းလဲရေးတွေဟာရပ်တန့်နေပြီး စိုးရင်ရတဲ့အခြေအနေကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းကိုထုတ်ပြန်ထားတယ်လို့လည်းတမ္မကြီးဥကျော်မိုးထွန်းကပြောတော့ပါတယ်။ဒါပြင်မကြသေးမီကပဲမြန်မာစစ်တပ်ကနိုင်ငံတွင်းမှာအတင်းအဓမ္မစစ်သားစုဆောင်းမှုတွေပြုလုပ်တာတွေကြောင့်ပုဂ္ဂလိကလုပ်ငန်းတွေမှာလုတ်ကင်နေတဲ့သူတွေပါဝင်လူငယ်များစွာဟာတိုင်းပြည်ကနေထွက်ခွာသွားကြဒါတွေပုံခုနေရဒါတွေပါဖြစ်နေပြီ။လက်ရှိမြန်မာစစ်တပ်ဟာတိုင်းပြည်ရဲ့စီးပွားရေးလူမှုရေးနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းဖြစ်နေတဲ့အပြင် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေးတွေမှာလည်းအဓိကအတားအဆီးဖြစ်နေတယ်လို့တမတ်ကြီးဦးကျော်မိုးထွန်းကပြောတော့ပါတယ်။အဲ့ဒီအတွက်လာမယ့်ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေကိုနိုင်ငံအဆင့်ဖော်ဆောင်ရေးအတွက်လှုပ်ဆောင်ရမယ့်တခုတည်းသောအချက်ဟာဆရာနာရှင်စနစ်အပိတိုင်းချုပ်ငြိမ်းပြီး Federal Democracy ပြည်တော်စုတည်ထောင်ခြင်းကသာအဓိကဖြစ်ပါတယ်လို့တမတ်ကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာတင်ပြပြောဆိုတော့ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ